စ္စမချမီဝေါမြောက်ဖွယ်တရားစကားနည်းနည်းပြောကြပြီမယ်ယနေ့အနုမောဒနာတရားစကားရဲ့အနခေါင်းစဉ်ကိုကုသိုလ်အရေးစစ်ဆေးပြီလို့ဒီခေါင်းစဉ်နဲ့အလှရှင်များကိုတူတူချင်းချင်းဟောကြားပေးမှာဖြစ်မှာဖြစ်ပါတယ်ယနေ့အလှရှင်များနိုင်ငံတော်ပြည်ယတိသာသနာတက္ကသိုလ်လာရောက်ပြီသာသနာနဲ့ကြုံကြတဲ့အခိုက် သာသနာတွင်ကုသိုလ်ထူးကြီးကိုလက်မလှုပ်ပဲနဲ့အရယူနေကြတာဖြစ်ပါတယ်။ဒီတော့သစ္စာဘုရားကဝိစီယဌာနံဓာတပံဌာနကုသိုလ်လုပ်တဲ့အခါမှာစစ်ဆေးရမယ်။ဝိစီယဌာနံဓာဝိစီယစစ်ဆေး၍ပါစစ်ဆေး၍ဌာနံဒါနကိုကာတပံပြုရမယ်။ဓာတပံပေးရမယ်။ ဘာတွေစစ်ဆေးရမလဲယောတိလဝတိလဝံတေတုတဒါတိဒါနံဓမ္မိနလတ္တံသုပ္ပန္နစိတ်တောအဘိတတဟံကမ္မဖရံဥလာလံတံဝေဌာနဝိပုလဖလံတိပြုမိလို့မြတ်စွာဘုရားကဘာကြောင့်ကိုလှုပ်တဲ့အလုပ်ကိုပြန်စစ်ဆေးခိုင်းတာလဲကိုကဒါနလှုပ်တာပဲဒါနဆိုတာကုသဖြစ်ကြောင်းလှုပ်ပဲဘာဖြစ်လို့စစ်ဆေးခိုင်းတာလဲဟောဒါနာ အကျိုးများများရရှိခြင်းလို့ပါပဲဒါနအကျိုးအားကြီးစေခြင်းလို့ဝိစေယယောတိလဝတဲ့နံပါတ်၁ကငါဒီနေ့ဒါနပြုမယ်ငါ့စိတ်ထမှာဒီစင်ကြယ်သန့်ရှင်းမှုရှိသလားဒါနဆိုတော့ပေးရတာလေကိုပေးတဲ့အတိုင်းတအပေါ်မှာမူတည်ပြီးကိုဥစ္စာဒနာကကုတ်သွားမှာ ငါဥစ္စရဏဟိုသိန်း90ဆိုသိန်း90ပေါ့သိန်း100ဆိုသိန်း100လှူမှပေးမှဆိုတော့အဲ့ဥစ္စရဏသိန်း100ကုန်သွားတယ်သိန်း90ကုန်သွားတယ်အဲ့ဒါနဲ့တန်တဲ့အည်အသွေးငါမှရှိတယ်လားလို့စစ်ဆေးရတယ်တော့သီလဝါတယ်ဒါမိမိကိုယ်တိုင်ဒါနပြုတယ်ဆိုတာကိုယ်ကိုယ်တိုင်လည်းသီလစင်ကြယ်မှသူကဒါနအကျိုးပေးအောင်အားကောင်းတာကို ဒီတိလမစင်ခြင်းပဲနဲ့ဒါနမပြုတ်ရဘူးလို့ဘုရားမခေါ်တာမဟုတ်ဘူးအဲတိလစင်စင်ကြဲကြဲနဲ့ဒါနပြုတ်နေဆိုရင်ဒါနအကျိုးပေးဖို့အားကောင်းတယ်တဲ့အဲ့ဒါကိုအကျိုးများများရရှိခြင်းလို့ဘုရားကဒီလိုတိုက်တွန်းခြင်းပါတိလဝါတဲ့ငါမှတိလရှိသလားအလှရှင်နေပေါ့ကိုယ့်ကိုပြန်စစ်ဆေးရအခုခုနတိလယူထားတယ်ဆိုတာလည်းပဲဒါနလုပ်တဲ့အခိုက်မှာတိလရှိတယ်ဆိုတာကိုကိုယ့်ကိုယ်ကိုသိအောင် ဒါသီလထပ်မယူထားတာပဲဖြစ်ယူထားခြင်းဖြစ်ပါလေ။ဟောငါးပါးသီလလုံးလုံးချုံချုံနဲ့ဒါဒါနပြုတယ်ဆိုရင်အဲ့ဒါနအကျိုးပေးအားကောင်းတယ်။သီလဝါရောသီလဝါအလှရှင်ပုဂ္ဂိုလ်ကကိုယ်ကိုကိုယ်သီလရှိမရှိ စစ်ဆေးရမယ်နံပါတ်၁သီလဝန်တေတုတဲ့အဲ့ဒါလိုစစ်ဆေးပြီးတဲ့အခါမှာအလှခံပုဂ္ဂိုလ်ကလည်းသီလရှိမယ်ကိုယ်လည်းအလှရှင်လည်းသီလရှိတယ် အလူခံပုဂ္ဂိုလ်ကလည်းသီလရှိမယ်ဆိုလိုရင်းကမိမိကိုယ်ကိုယ်လည်းပဲစစ်ဆေးရမယ်အလူခံပုဂ္ဂိုလ်လည်းပဲသူ့အတိုင်းတန်နဲ့သူဒါလိလာစူးစမ်းရမှာအလူလူတဲ့နေရာဌာနပေါ့လူတဲ့နေရာဌာနလည်းကြည့်ရမှာအဲ့ဒါလို့ကိုယ်ကလည်းစင်ကြယ်တဲ့သီလအလူလူတဲ့နေရာဌာနလည်းသန့်ရှင်းစင်ကြယ်တယ်ဆိုရင်ဒါအဲ့နှစ်ချက်တော့တော်လေးအားကောင်းသွားပြီကိုကိုဒါနာ သီလဝသီလဝန်လေးသူတတတိဒါနဓမ္မေနလတ်ထံတဲ့မိမိစုဆောင်းထားတဲ့ခုလှူဒန်းလိုက်တဲ့ပစ္စည်းတွေ350သိတ္တရာစသည်ဖြစ်ပေါ့အဲကိုစုဆောင်းထားတဲ့ဥစ္စာတဏ္ဍတွေဟာတရားသောဏီလံဖြင့်စုဆောင်းတာဟုတ်မဟုတ်အဲ့လိုစစ်ဆေးရမယ်တဲ့တရားသောဏီလံဖြင့်စုဆောင်းတယ်ဆိုရင်အကျိုးပေးပိုးအားကောင်းတယ်ဒါလိုဆိုလိုတဲ့သဘောဒါကြောင့်မို့ဒါကိုကိုယ့်ရဲ့ပစ္စည်းကတန်ရှင်မှုရှိမရှိဒါကိုစစ်ဆေးရတယ် တိလဝန္တေတတနမေနလတံသုတ်ပတနာစိတ်တော်အဲ့ဒီချက်အပူအရေးကြီးတယ်သုတ်ပတနာစိတ်တော်တဲ့လှူတဲ့အခိုက်မှာစိတ်ကကြည်လင်သန့်ရှင်းနေရဒါကုသိုလ်ကုသိုလ်ဆိုတာစိတ်ပဲလှူတဲ့နဲ့ပြည့်စုံကအဲ့ကုသိုလ်ဖြည့်ဖို့အကြောင်းတရားပဲရှိလှူတဲ့လက်တဲ့အခါမှာစိတ်ကသန့်ရှင်းရင်ကုသိုလ်ပူအားကြီးတယ်သုတ်ပတနာစိတ်တော်ကြည်လင်သန့်ရှင်းသောစိတ်ကိုထားပြီး ုသိုလ်လုပ်ရမယ်လို့ဆိုလိုတယ်အဲ့တော့စိတ်ကစိတ်ကိုဘယ်လိုသန့်ရှင်းရမလဲဘုန်းကြီးတို့ပုတုဇဉ်ရဲ့စိတ်ကပုတုဇဉ်ရဲ့စိတ်ကိုလွှမ်းမိုးနေတဲ့အရာကနှစ်ခုပဲရှိတယ်ကုသိုလ်စိတ်နဲ့အကုသိုလ်စိတ်ပဲကုသိုလ်ဖြစ်ရင်ဖြစ်မယ်ကုသိုလ်မဖြစ်ရင်အကုသိုလ်ဖြစ်မယ်အဲအဲ့လိုနှစ်ခုကအမြဲတမ်းတစ်ခုမဟုတ်တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်အခုကုသိုလ်လုပ်တယ်ဒါနကုသိုလ်လုပ်တယ်ဒါနကုသိုလ်လုပ်တဲ့အခါမှာမိမိတို့ လွှမ်းမိုးနေတဲ့စိတ်ကကုသိုလ်စိတ်ဖြစ်ရင်အကျိုးပေးအားကောင်းတယ်ဒါကြောင့်မို့သဗ္ဗတဏစိတ်တော်ခုငါကုသိုလ်ပြုလုပ်နေတယ်ကုသိုလ်လှုပ်ဆဲကာလမလှုပ်ခင်ကာလငါစိတ်ကတန့်ရှင်းသလားမလိုအပ်တဲ့လောဘတွေမကျေနပ်တဲ့စိတ်တွေတခုခုများဝင်နေသလားဒါမှမဟုတ်လောဘတွေပေါ့ကိုယ်ဥစ္စာအပေါ်မှာလှူရလှူလိုက်တယ်ပဲ တွေ့တာမှုကိုငါစွန့်လွတ်နိုင်ပြီလားအဲ့လိုသေးသေးကြကြဆင်းစစ်ဆေးပြီးလှူဒန်းရမှာဖြစ်ပါတယ်အဲ့လိုသေးသေးကြကြဆစ်ဆေးပြီးလှူဒန်းရင်ခုနကကိုယ်အဥ္စာပေါ်မှာတွေ့တာတဲ့လောဘဖြတ်ခနဲ့ဖြစ်ပေါ်လာတာလေအဲ့ဒါဖြစ်ပေါ်လာရင်အဲ့ဒါပဲဖြောက်သူနည်းဒုစွာပဲဒီကုသိုလ်နဲ့ပတ်သက်ပြီးဒီကောင်းမှုနဲ့ပတ်သက်ပြီးတစုံတရာအပေါ်မှာထိခိုက်နိနာစီလူတဲ့စိတ်ကလည်းဒေါသစိတ်တွေပေါ်တတ်တယ်ပုထုရှင်တပါဝါဩအဲ့ဒါလိုမဖြစ်အောင်ပေါ့ဆိုတော့ ုသိုလ်လုပ်တဲ့အခိုက်မှလောဘဆိုရဲအကုသိုလ်လည်းမပွင့်အောင်ဒေါသဆိုရဲအကုသိုလ်လည်းမရှိအောင်ကုစုကုစိတ်ကိုကုစစ်ဆေးရမယ်အဲကုသိုလ်လုပ်တဲ့အခိုက်မှလောဘလည်းမပါဘူးဒေါသလည်းမပါဘူးဆိုရင်အဲ့ဒီကုသိုလ်စိတ်ကသုပ္ပတနာစိတ်တာကြည်လင်သန့်ရှင်းသောစိတ်လို့ခေါ်တယ်အဲ့လိုစိတ်ကြည်လင်သန့်ရှင်းတဲ့အခိုက်အတန့်မှာကိုယ်ကကုသိုလ်လုပ်နိုင်တယ်ဆိုရင်အဲ့ဒီကုသိုလ်က အကျိုးပေးအားကောင်းတဲ့ကုသိုလ်ဖြစ်ပါတယ်သဗ္ဗန္ဒနာစိတ်တော်အဘိသတ္တံလံဥရာလံကမ္မဖလံအဲ့တော့ကံကံအကျိုးတရားကိုလည်းအခိုင်အမာယုံကြည်ရမယ်လူဆိုတာကိုလှုပ်တဲ့အလုပ်အပေါ်မှာယုံကြည်ချက်ကိမဲ့တယ်ဆိုရင် အလုပ်ကိုစိတ်ပါလက်ပါမလှုပ်ချင်တော့ဘူးအဲ့တော့ဘာယုံကြည်ရမလဲဆိုကုသိုလ်ကုသိုလ်ဆိုတာကဒါကောင်းသောလှုပ်ဆောင်ချက်ဖြစ်တယ် ကုသလကံမကိုကောင်းသောလှုပ်ဆောင်ချက်ဒီကောကောင်းသောလှုပ်ဆောင်ချက်ကိုလှုပ်လှုပ်လိုက်တဲ့အတွက်ကြောင့်ငါမှကောင်းချိုးဒီကိုဧကံမုချရမယ်လို့ကိုယ်အလုံးနဲ့အလုံးရဲ့အကျိုးတရားကိုအခိုင်အမာယုံကြည်လက်ခံသောတတ္တတရားလို့ခေါ်တယ်တတ္တတရားဘုန်းကြီးတို့စာပေမှာတော့တရားကိုလက်နဲ့ဥပမာပေးထားဆိုပါတော့ကိုယ်က ကြောက်တံပဏမြရှိတဲ့နေရာဌာနကိုသွားတယ်။အဲကြောက်တံပဏမြကိုကောက်ယူတက်သွားတယ်။တောင်ပေါ်တက်သွားဆိုအဲပဏမြရှိတဲ့နေရာပဲဆုပါ။အဲရောက်သွားတဲ့အခါမှာကို့မှာလက်မပါရင်လက်နှစ်ဖက်လိုပါမသွားဘူး။မရှိဘူးဆိုလိုတာကကိုကိုတိုင်ဘလို့မှကောက်ယူဖို့မလွယ်ဘူး။ခက်ခဲတယ်။အကောက်ယူဖို့ကဒီဌာနခုနပဏမြကောက်ယူတဲ့အခါမှာသူများကို ဆေခိုင်းပြီးတော့ကောက်ယူလို့ရပေမဲ့လို့ကုသတရားဆိုတာကိုကိုတန်ရယူရတယ်လေကိုကိုတန်ယူရတယ်သူများပေးရင်လည်းကိုကစေတီနာနာလက်ခံရမယ်ဒါကုသတရားအဲ့ဒါမှကုသပုံများတယ်ဆိုတော့ဘုရားကဒီသဒ္ဓါတရားကိုလက်နဲ့ဥမာပေးတယ်နောက်တစ်ချက်သဒ္ဓါကိုလည်းမျိုးစင်းနဲ့ဥမာပေးတယ်လေသမန်းတွေကိုစားဖို့တတ်ဖို့တီးတီးပင်ဆိုင်ပင်တွေတီးပင်စားပင်တို့ စိုက်ဖို့အတွက်ကမျိုးစစ်ရှိရမျိုးစစ်မရှိရင်တိပင်းစားပင်တွေစိုက်ပြီးကျဲလို့မဖြစ်ဘူးပေါ့မကျဲရင်ဘယ်လို့မှအသေးအနှံစားခွင့်စားသုံးလို့ရမှာမဟုတ်ဘူးဒါကြောင့်မို့တရားတရားအရေးကြီးတယ်သုဗ္ဗတန္တစိတ်တော်အဘိသတ္တံကမဖလံဥလာလံကံနဲ့ကံရဲ့အကျိုးတရားအလုံးနဲ့အလုံးရဲ့ခွင့်ဆက်အကျိုးငါအလုံးတဲ့အလုံးကကောင်းတဲ့အလုံး ဒီကောင်းတဲ့အလုပ်ကိုအခြေခံပြီးယခုလှုပ်ဆောင်လိုက်တဲ့အတွက်ကြောင့်ကောင်းကျိုးတွေဧကံမှုကြရမယ်ဆိုတဲ့တော့ခံယူချက်ပေါ်စိတ်ထယုံကြည်မှုအပြည့်အဝရှိရမယ်တဲ့ဒါမှလည်းပဲတက်တက်ကြွကြွလှုပ်ခြင်းနဲ့အလုပ်နဲ့အလုပ်ရဲ့အကျိုးတရားကိုမယုံကြည်ဘူးလက်မခံဘူးဆိုရင်အလုပ်ကိုပေါ်ပေါ်ဆဆလှုပ်သွားမယ်ပေါ်ပေါ်ဆဆလှုပ်ရင်ပေါ်ပေါ်ဆဆပဲဖြစ်လာမှာပဲဘာအလုပ်ပဲဖြစ်ဖြစ်ပေါ့ကိုလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်အလုပ်ကဒါ ကိုယ်အတွက်ကောင်းကျိုးဖြစ်ထွန်းတယ်လို့ယုံကြည်မှုတော့ရှိရမှာဒါကြောင့်ဒါနလှုပ်တဲ့အခါမှာလည်းပဲအဲ့ဒါလိုယုံကြည်မှုမျိုးနဲ့လှုပ်ရမှာတဲ့အဲ့တော့ပိသတဟံကုဥရဏံသုပ္ပဇဏဆေအပိသတဟံဥရဏံတော့ကံတရားကိုလက်ခံယုံကြည်ရမယ်တဲ့အော်အဲ့ဒါလိုလိုအပ်တဲ့လိုအပ်ချက်တွေစုဆောင်းပြီးဒီမှာပြည့်စုံအောင်ပြည့်စုံမှုပြည့်စုံမှုရှိမရှိ စစ်ဆေးပြီးမှပြည့်စုံမှုရှိတယ်ဒီလိုသိပြီးကုသိုလ်ကောင်းမှုကိုပြုလုပ်ရင်တဲ့တံဝေဒနာဝိပုလဖလန်တိပြုမိတဲ့အဲ့ဒီကုသိုလ်ကောင်းမှုလို့ဆိုတဲ့ဒါနကအာရှိသောဒါနဖြစ်သွားပါပြီအာရှိသောဒါနဖြစ်သွားရင် အကျိုးပေးတဲ့အခါမှာလည်းပဲအာရှိသော အကျိုးတရားကိုပေးမှဖြစ်ပါတယ်ဒါကိုမြတ်စွာဘုရား စစ်ဆေးဖို့ပြောတာကတခြားကုသိုလ်လုံးတာမန်ကုသိုလ်လုံးရင်ကုသိုလ်လုံးကမရတာမဟုတ်ဘူးရတယ်ကုသိုလ်ကဘာပဲဖြစ်ဖြစ်ဘုရားလက်ထက်တော့ကတချို့မိစ္ဆာဒိဋ္ဌိပုံနာတယ်ဘုရားဟောတဲ့တရားစကားကိုတည်တည်ကြာကြာမလိလာပဲနဲ့ဘုရားကိုဘုရားရဲ့အတိုက်ခံလုပ်ကျင်တာနဲ့ဖြည့်ကျင်တာနဲ့တချို့ကမြတ်စွာဘုရားဟာတဲ့ သူရဲ့တပည့်သာဝကတို့ကပဲလှူခိုင်းတယ်။တခြားပုဂ္ဂိုလ်လှူရင်အကျိုးမရဘူးလို့ဒီလိုဟောတယ်တဲ့။ဝါဒဖြန့်တယ်ပေါ့မြို့တယ်ရွာတယ်ဝါဒဖြန့်တယ်။ခုလိုင်းဘော်ကနေဝါဒဖြန့်တယ်လို့ပေါ့တော်သေးတယ်ဟိုအဲ့ခေတုန်းကအင်တာနက်တွေမရှိလို့တိတ်မပြန့်နှံ့ဘူးဒီမြို့မှာဝါဒဖြန့်ရင်အများအပြည့်ဒီမြို့မှာပဲပြန့်တယ်။တကဘာလုံးမပြန့်ဘူးပေါ့။အဖျားလက်ထက်ကတိတ်ထိတယ်ဖျားကမလူလားတဲ့တိတ်ထိတယ် တိတ်ထိတယ်ဆိုတာသူတို့ဖယားမဟုတ်ဘူးဒါပေမဲ့လို့ဖယားပွင့်လာတော့ဖယားမရှိခင်တော့သူတို့ဆရာကြီးတွေပေါ့အမှားကိုလည်းအမှန်ပြောတာပဲသူကအဲ့ဒါအဲ့လိုလူတွေယုံကြည်တော့သူတို့ကိုကူးကွယ်တယ်စိတ်ကတယ်ဖယားရှင်ပေါ်လာတဲ့အခါမှာသူတို့ဘာဓာတ်တွေတချို့ဟိုတိတ်ကောသွားတယ်တိတ်ကောသွားတော့သူတို့မှာစားစရာတောက်စရာလည်းထောက်ပတ်မဲ့လှူရှင်များလည်းမရှိတော့နေရထိုင်ရနေထိုင်အခက်အခဲရှိတယ် ဲ့လိုအခက်ခဲလေဘုရားကိုလာတိုက်ဖြတ်တယ်ဘုရားကသူ့ကိုလှူမအကျိုးအကျိုးရတယ်သူဒီလိုဒါလိုက်ဝါဒဖြန့်တယ်ယောဟန်တော်များကကြားတဲ့အခါမှာအဲ့တော့ဘုရားကိုသွားရှောက်ဘုရားကပြန်ရှင်းပြမဟုတ်ဘူးငါအဲ့လိုမဟောဘူးဘုရားကဘယ်အထိဘလောက်အထိဒါဒါနရဲ့အကျိုးတရားကိုဘလောက်အထိဟောတယ်လဲဆိုရင်ကဲကိုဆိုတာတော့ကိုကများများဆဆကြီးကြီးကျယ်ကျယ်မလုံနိုင်ဘူး ကိုစားတဲ့စားလိုက်စားတော့ထားတဲ့ထမင်းတွေဟင်းတွေစားလို့မကုန်ပဲကြံတာလည်းနည်းနည်းပါးပါးကြံတာရှိမှာပကံမှာကတ်နေတာလို့လက်ထမကတ်နေတာလို့ထမင်းကြံဟင်းကြံတွေအဲ့ဒီထမင်းကိုလက်ထမကိုပကံထမကတ်ပေးပြီးတော့ကြံနေတဲ့ထမင်းကြံဟင်းကြံကိုလည်းပဲတဲ့ဒီထမင်းကြံဟင်းကြံတွေကိုစားတတ်သောသတ္တဝါများစားပါစေစားပြီးရစားပြီးတဲ့နောက်မှာသူတို့ဘဝခန္ဓာ လို့ချမ်းချမ်းသာသာရွယ်ဆောင်နိုင်ပါစေဆိုတဲ့ဒီလိုကောင်းသောစိတ်ထားဖြင့်မိမိကြံရည်နေတဲ့ကြံရှိနေတဲ့မိကြံဟင်းကြံတို့စားတတ်တော့တရားတွေကိုကျွေးရင်တောင်မှတဲ့အကျိုးရပါတယ်လို့လို့ဟောတယ်အဲ့တော့ဆိုလိုတာကဘုရားကဒါနကောင်းမှုကိုဘယ်သူမှမပိတ်ပင်ဘူးဘယ်သူလှူရမယ်ငါ့ဟုတ်ပဲလှူရမယ်သူ့ဟုတ်ပဲလှူရမယ်ဒီလိုကန့်သတ်ချက်မရှိဘူးကြိုက်တဲ့ပုဂ္ဂိုလ်လှူလှူလို့ရတယ်အဲဒါပေမဲ့လို့ အလှအကျိုးကြီးချင်တော့ခုနပြောခဲ့တဲ့မိမိအလှလှတဲ့အလှခံပုံကိုရဲ့မိမိရဲ့စိတ်အခြေအနေရဲ့ဒါလေးကိုစစ်ဆေးပြီးမှလှတန်းပါတဲ့အလှအခွန်အလှခံအလှခံပုံကလည်းမြင့်မြတ်မဲ့သီလစင်ကြယ်မဲ့မိမိမှလည်းပဲခုနပြောခဲ့တဲ့အင်္ဂါအချက်အလက်တွေနဲ့ညီညွတ်တယ်ဆိုရင်အလှဒါနကအာရှိသော အလှဒါနလို့ခေါ်တယ်ဆရာဆရာကန့်တတ်တဲ့အရေးချင်းနဲ့ ပြီးွားတဲ့အလှူဒါနဖြစ်တဲ့အတွက်ကြောင့်အကျိုးပေးတဲ့အခါမှာအကျိုးပေးဖွံ့ဖြိုးသော အကျိုးကြီးကျယ်သော အကျိုးတရားကိုပေးစွမ်းနိုင်မှလည်းဖြစ်ပါတယ်။ယနေ့အလှရှင်မိသားစုများပုဂ္ဂိုလ်တဦးတယောက်တည်းကိုရည်ရွယ်ပြီးလှူဒါမဟုတ်ဘူး။ဒီနိုင်ငံတော်ပြည်ထောင်သနာတက္ကသိုလ်မှာသတင်းသုံးတော်မူကြတဲ့သံဃာတော်များဒီသံဃာတော်များကဘာတွေလုပ်နေသလဲ။နံပါတ်၁ကပရိယခေါ်တဲ့ပိဋကတော်နဲ့သက်ဆိုင်တဲ့စာပေအရေးချင်းတွေရှိအောင် ကြိုးစားအားထုတ်နေတာဖြစ်ပါတယ်။နောက်တစ်ခါပฏิပတ်လို့ခေါ်တဲ့အဲ့ဒီစာပေတကညွှန်ကြားသွန်သင်ပြသထားတဲ့လက်လက်တွေ့ကျင့်ရမယ့်အကျင့်စဉ်တွေကိုလက်တွေ့ကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ပရိယပฏิပတ်ဆိုတဲ့ဒီအယီချင်းနှစ်ယောက်ဆုဆောင်တဲ့အခါမှာချမ်းချမ်းသာသာနဲ့ဆုဆောင်နိုင်ပါစေဆိုတဲ့သံဃာတော်များရဲ့အကျိုးစီးပွားကိုလူလန်းသောမေတ္တာတတ်ကိုအခြေခံပြီးလာရလှူဒါန်းနေကြတာဖြစ်ပါတယ်။ ဟောသံဃာလည်းဒီမှာရှိကြတဲ့သံဃာတို့များပရိယပฏิပတ်ဆိုတဲ့ဒီအရေးချင်းနှစ်ရတော့စာပေလည်းရေးသားရတယ်လ ీల သင်ယူတယ်ပြီးတော့ကျမ်းစာလည်းရေးသားအဲ့ဒီအရေးချင်းနှစ်ရကိုစုဆောင်းပြီးတဲ့နောက်မှာနောက်ဆုံးနေဇတောင်တန်းဌာနကြွရောက်ပြီးမိမိစုဆောင်းထားတဲ့အသိပညာအတတ်ပညာတို့ကိုဖြန့်ဖြူးရမှာဖြစ်ပါတယ်သာသနာပြုချရမှာဖြစ်ပါတယ်ချုပ်လိုက်တော့ ဒီတက္ကသိုလ်မှာရှိတဲ့တန်ခါတို့များလှုပ်ဆောင်ချက်၃ရပေါ့ပရိယကိုစုဆောင်တယ်လိလာသင်ယူတယ်နောက်တော့ပฏิပတ်လက်တွေ့ကျင့်သုံးတယ်ပြီးရင်အဲ့ဒီပရိယပฏิပတ်ပြန့်ပွားဖို့အတွက်နေဇတောင်တန်းဌာနကြွားရောက်ပြီးသာသနာပြုချရတယ်အဲ့ဒီလိုလှုပ်ဆောင်ချက်၃မျိုးပေါ့သာသနာတော်နဲ့ပတ်သက်တော့ဒုရတာဝန်၃မျိုးကိုချမ်းချမ်းသာသာရွတ်ဆောင်နိုင်ပါစေဆိုတဲ့ဒီလိုစိတ်ထားမျိုးနဲ့လာရလှူဒါန်းတာဖြစ်ပါတယ် အဲ့သံဃာဆိုတဲ့နေရာမှာလဲပုပ်ကူမပါဘူးဘယ်သူဘယ်ဝါအတွက်လှူတယ်လှူတန်းတယ်ဒီလိုရည်စူးထတာမပါဘူးမပါတော့ဒီသံဃာအာသံဃာလို့ချုပ်လိုက်တဲ့အခါမှာဒုတ်တိလသံဃောနာမဒုတ်တိလောနတ်တိတဲ့သံဃာအာလို့အပေါင်းစုကိုသံဃာဆိုတဲ့အပေါင်းစုကိုလှူတန်းတဲ့အခါမှာအကောလို့ပေါင်းချုပ်လိုက်တဲ့အခါမှာစင်ကြယ်သောတိလရှိတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်သံဃာ စင်ကြယ်သောတန့်ရှင်းသောအလှခံပုဂ္ဂိုလ်ဖြစ်သွားတယ်။အဲ့လိုတန့်ရှင်းစင်ကြယ်သောအလှခံပုဂ္ဂိုလ်အပေါ်မှာမိမိတို့ခုနပြောခုနပြောခဲ့တဲ့မိမိအလှရှင်များဘက်ကလူအပ်တဲ့အရေးချင်းတွေနဲ့ပြည့်ပြည့်စုံတဲ့အလှဒါနကို ပြုလုပ်လိုက်မယ်ဆိုရင်တန်ဝေဝိပုလဖလံတန်ဝေဌာနဝိပုလဖလံတိပြုမိအဲမိမိတို့လှုပ်ထားတဲ့အဲ့ဒီဒါနသည်အလှခံပုဂ္ဂိုလ်ရောအလှပေးပုဂ္ဂိုလ်ပါအရေးချင်းတွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့် ဝိပုလဗလံကြီးကျယ်ဖွံ့ဖြိုးသောအကျိုးပေးကိုအကျိုးကိုပေးသောဒါနဟူ၍ဝဒန္တိပညာရှင်များမိတ်ဆွေကြပါဘုဇတိပြောရတယ်ပညာရှင်များလည်းမိတ်မိတ်ဆွေကြတယ်ဒါကြောင့်မို့ယနေ့အလှချင်းများတော့မိမိတို့အလှဒါနကိုလှုပ်တဲ့အခါမှာခုနပြောခဲ့တဲ့ဤတန်စစ်စေးသုံးသပ်ပြီးမှ စစ်စေးပြီးမှလှုပ်တာဖြစ်တဲ့အတွက်ကြောင့်အလှရှင်များရဲ့အလှတွေဟာ အချက်လက်အင်္ဂါနဲ့တနည်းအားဖြင့်အရေးချင်းရှိသော အာရှိသောကုတုတရားတွေဖြစ်သွားပါပြီအရေးချင်းနဲ့ပြည့်စုံသောဒါနကုတုဖြစ်တဲ့အတွက်ကြောင့်ဒီဒီအရေးချင်းရှိတဲ့ဒါနကုတုတရားက အကျိုးပေးလာတဲ့အခါမှာကောင်းသော အကျိုးဖွံ့ဖြိုးသော အကျိုးပြည့်စုံသောအကျိုးကိုပေးမှဖြစ်ပါတယ်ဒါကြောင့်ယနေ့လူရှင်များမိမိတို့အင်းစိတ်စေတနာထက်သန်စွာနဲ့ဗုဒ္ဓသာသနာတို့ကို ပူဇော်ထပ်ပန့်လှူဒါန်းရသောကုသိုလ်တရားတွေအသေးအသေးစီပူပြုလို့အာထုတ်လို့အာထုတ်လိုက်တဲ့အတွက်ကြောင့်ကုသိုလ်တရားတွေအသေးအသေးရရှိလာပါပြီ။တန်ရှင်စင်ကြယ်သောကုသိုလ်တရားတွေအင်အားရှိသောကုသိုလ်တရားတွေအသေးအသေးရရှိလာပြီဖြစ်ပါလေ။မိမိတို့ရရှိတဲ့ကုသိုလ်ရဲ့စွမ်းအားကြောင့်အလူရှင်များအားလို့အန္တရာယ်ကင်းပေးရှင်ပြီး ကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုအတိအတိရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းကဲရေစချာကြရအောင်ယေရှုခကိုင်းလက်ဆူကြမယ်အရှင်ဖျားတပည့်တော်များသည်ဗုဒ္ဓများစွာသာသနာတော်ကြီးကို ပူဇော်သောအဖြစ်ယနေ့ယခုသံဃာတော်အရှင်မြတ်များအားဆွမ်းသင်ကောင်းကြောင်းစီတိဟူသောလေးပါသောလူဒန်းဖွယ်ရာအဖျားဖျားတို့ကိုနိဗ္ဗာန်ရည်မှန်းချမ်းသာရည်မှန်းလူဒန်းပါကိုဤ ဤကောင်းမှုသည်နိဗ္ဗာန်ရရာရကြောင်းကြည်ဖွာရာကြည်ဖွာကြောင်းချမ်းသာရာချမ်းသာကြောင်းအထောက်အပံ့ခေါင်းဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုကျေးဇူးကြည်မာမိဘဘုရားဆရာသမားများကို အစထား၍32ဘုံသာတတဝါများအားအမျှပေးပူကြပါကို၏အမျှရာကြ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမျှဝီကြရအောင်အလုံးကြာကြသမျှအမျှအမျှအမျှ ယူရာမူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြာသမြအမြအမြအမြယူရာမူကြပါကုန်လောသာဓုသာဓုသာဓုအာလောကြာကြာသမြ အမြအမြအမြယူတော်မူကြပါကုန်တော်ဓာတုဓာတုဓာတု